ဈေးဆန်းပိုင်းရောက်ပြီ level တက်ဖို့အတွက်ကျွန်တော်စာလေးကြရပါတော့မယ်အဲ့တော့ဒီနေ့မှာဆိုရင်နည်းနည်းလေးများများလေးเนาะအင်စာနဲတယ်အင်စာများများလေးပေးပါဆိုတဲ့လူတွေအတွက်ကတော့တကယ်ချက်ကမဲ့နေရောက်လာပြီလို့ပြောမှာပေါ့เนาะအဲ့တော့နည်းနည်းလေးပြန်ပြီးတော့ချုပ်မယ် i we you နှလုံးရေးလိုက်မယ် he she အဲ့ပြောလို့ရရင်เนาะ it they အားလို့ဘာလို့ခေါ်လဲဆိုလို့ရှိရင်ဘာလို့ခေါ်လဲ subject pronoun လို့ခေါ်ရယ်เนาะ subject pronoun ဆိုတာဒီ ဒီအလုံးတွေဒီဒီအတန်းတန်းလုံးဒီဒီ subject နေရာမှာလာပြီးတော့ထည့်ရမှာဖြစ်တယ်ပြုလုပ်တဲ့သူတွေကြီးပဲအိုင်ကျွန်ုပ်ဒီဝီကျွန်ုပ်တို့ဒီယူတင်ဒီယူတင်တို့ဒီဟီသူဒီယောက်ျားလေးတို့ရှီသူမဒီ it ၎င်းဒီ they သူတို့ဒီ၎င်းတို့ဒီအိုင်နဲ့ဝီဒီ first person ယူနှလုံးဒီ second person he she it they ဒီ third person လို့ပြောခဲ့ပြီဟောတခါ they သူမသင်ခဲ့တာဘာသင်ခဲ့လဲဆိုရင် possessive adjective ိုင်ဆိုင်ချင်းကိုပြောပြတာသူကဘာနဲ့ဆုံးလဲဆိုရင် e ဒါကြာ t ဒါလေးကကြာတော့ e နဲ့ဆုံးတယ်အဲ့တော့ကျွန်တော် e ဆိုရင် my ကျွန်တော်တို့ e ဆိုရင် hour ဒါ day 2မှာပါပြီးသားဟာကြီးပေါ့နော်တင် e ဆိုရင်လည်း you are တင်တို့ e ဆိုရင်လည်း you are သူ e ဆိုရင် his သူမ e are her ၎င်း e are its သူတို့ e ၎င်းတို့ e ကြာတော့ there ဒီနေ့တန်းထပ်ပြီးတော့ကြက်ကမဲ့တန်းရယ် ဒီမှာတက်ကပဲမိနေ10လုံးရေပေါ့နော်10တွဲရေပေါ့အဲ့ဒါကဒီနေ့အတက်တက်မဲ့ဟာပေါ့အဲဒီနေ့ပြောမဲ့ဟာပါလဲဆိုရင် object pronoun object pronoun ဆိုတာကြာ go ဆိုပြီးတော့ပမာဆိုဆုံးတယ်သူကခံရသူအဲ့တော့ object pronoun ဖြစ်တဲ့ဒီတကမ်းလုံးကြီးကိုပမာလာထည့်ပါလဲဆိုရင်ဒီ object နေရာမှာထည့်မှာဒီမှာ subject ဒီမှာ verb object verb နေရာမှာပြုလုပ်သည်ဒီနေ့ဆုံးတဲ့ဟာနော်သွားတာလားစားတာတောက်တာဒီနေ့ကကျွန်တော်ပြောကလေးကျွန်တော်စာတင်နေသည်နော်လမ်းလာနေတင်ယူနေသည်ဟုတ်လား ဒါတွေကို verb လို့ခေါ်တယ်။ပြီးရင်အသင်ယူခံရတဲ့သူဒီမှာသင်ပေးရတဲ့သူဒီမှာလုပ်တဲ့သူဒီမှာခံရတဲ့သူ object အတန်းမှာထည့်ရမယ့်လုံးတွေဒီလုံးတွေဒီနေ့ကြက်မယ့်လုံးတွေဘာနဲ့ဆုံးလဲဆိုရင် go နဲ့ဆုံးတယ်။အဲ့တော့ကျွန်ုပ်ဒီမာယာကျွန်ုပ်ဤမီဆိုတာကျွန်ုပ်ကို we ကျွန်ုပ်တို့ဒီ our ကျွန်ုပ်တို့ဤဒီလိုလေးတွဲကြနော်ကျွန်ုပ်တို့ဤဒီမှာကျတော့ uss ကျွန်ုပ်တို့ကို you တင်ဒီ you are တင်ဤနောက် you တင်ကိုနောက် you တလုံးတင်တို့ကို ဟီယသူသည်ဟစ်စကသူဤဟင်းကြတော့သူ့ကိုဒီအလုံးလေးကြောင့် object နေရာမှာထည့်မယ်လုံးလေးတွေဒီအလုံးလေးတွေက subject နေရာမှာထည့်ရအလုံးလေးတွေပြောချင်တာ subject လုံးကို object မှာထည့်လို့မရဘူး object အတန်းအလုံး subject မှာထည့်လို့မရဘူးသူ့မှာကိုနာမည်ကလေးက subject blue down object blue down ဆိုပြီးတော့သူ့နေရာနဲ့သူပေးထားပြီးသားပေါ့နော်သူမဒီဟာကသူမဤနော်နောက် AC ရဟာပဲဒီလုံးကလုံးပေါင်းနေတူတယ်သူမကို it ၎င်းဒီ is ၎င်းဤ it ၎င်းကို ဒေသူတို့ဒီတရားသူတို့ဤ၎င်းတို့ဤနောက် them them เนาะသူတို့ကို၎င်းတို့ကိုဒီတန်းတန်းလုံးဘာလို့ခေါ်လဲဆိုရင် object pronoun လို့ခေါ်ပါတယ်ခံရတဲ့တွေပါသူတို့ဘာမှသွားထည့်ပါလဲဆိုရင် object နေရာမှာထည့်ရမှာဒါမှလည်းဖန်ဒီတန်းကြက်ပဲဒါဆိုရင်ဒီ၃တန်းကိုအပြိုင်ကြက်ထားလိုက်ပါတော့အပြိုင်၃တန်းလုံးကိုတွဲပြီးတော့ကြက်ထားမယ်တခါနောက်တစ်နေ့မှာသုံးဖို့အတွက်ဒီစရာခွက်တစ်ခွက်လည်းကြက်ဖို့လိုပါတယ်အဲ့ဒါဘာလဲဆိုရင် irregular verb တွေပါ irregular verb ဆိုတာပုံစံတမမှန်တဲ့ verb တွေပါပုံစံမမှန်တဲ့ verb ဆိုတာ verb မှာအမျိုးအစားက verb 0လို့ခေါ်တဲ့ verb infinitive ကျွန်တော်က verb 0လို့ဘာကြောင့်ပြောလိုက်ဆိုရင်လည်းနည်းနည်းမှားတာပြောရမှာပေါ့နော်လုံးဝတန့်စင်နေတဲ့ original verb original အလုံးတွေပြီးတော့ဘာလို့ဘလောက်လဲဆိုရင် verb 1ပြီး verb 2ပြီး verb 3ပြီး verb ing ကတော့ ing ထုတ်ထည့်ရုံပဲပေါ့ဗျာဒီမှာကျွန်တော်မြန်မာလိုလေးရေးပြပေးမယ် irregular verb လို့ဘာကြောင့်ပြောလဲဆိုရင်ပုံမှန်ဘဝမှာသူ့မှာ ed ထည့်လိုက်တာနဲ့ဘာတူးဖြစ်သွားလဲ ED ထည့်လိုက်တာ ਨੇ ဘက်တရီဖြစ်သွားတယ်ဒီကောင်တွေကတော့အဲ့လိုမဟုတ်ဘူး ED ထည့်ရုံနဲ့ဘက်တူဘက်တရီမဖြစ်ဘူးเนาะအဲ့တော့အဲ့အရာတွေကျတော့အတွဲလိုက်ကျွန်တော်တို့မလုပ်ထားမယ်ဆိုရင်ကြက်ထားအဲ့တော့ BEBD first 0 original လုံးဘာဝမ်းဆိုရင်သူက3လုံးရှိတယ် M is R I တော့ဆိုရင် M ပေါ့တခုကိန်းနေဆိုရင် is ပေါ့အများဆိုရင် R ပေါ့ you ကကျတော့တယောက်တစ်ဖြစ်ပြီမဲ့လဲ second person ဆိုတော့ R ပေါ့အဲ့ဒါ day 1မှာလည်းပါပြီးသား value ကျတော့နှလုံးရှိတယ် was နဲ့ were နဲ့ဟုတ်ပြီအမှထူးထူးခြားခြား i have first person ဖြစ်ပေမဲ့ i the was နဲ့သုံးတယ် were နဲ့မသုံး you ကတော့ second person were နဲ့သုံးတယ်ပေါ့နော်နောက် verb 3မှာဆိုရင်တော့ been လို့ခေါ်တယ်နော် ing ကတော့ been လို့မှတ်ထားအဲ့မှာမှတ်ထားရရသေးတယ်လောဆယ်ဘက်တရီထိပါလောဆယ်သုံးပါဆိုတော့အဲ့လာဘာမှလို့ဘာလို့ဘာသာပြန်လဲဆိုရင်ဖြစ်သည်လို့ကျွန်တော်မှတ်ထားနော်ဒါဖြစ်သည်ဒါဖြစ်သည်ဆိုရအောင်လေးလုံးစလုံးမှတ်ထားဖို့လိုတယ်ဟော do are verb နော်ဘဝမှာ versus 0ပေါ့ do of versus 0ဘဝမှာနှလုံးရှိရတစ်ခုကိန်းဆိုရင် does အများဆိုရင် do i ဆိုရင် do ပဲတော့မယ် first person မဟုတ်လို့ you ဆိုရင်လည်း do ပဲပုံမယ် second person မဟုတ်လို့နော် for do ဆိုရင် did battery က done နော်အဲ့ဒါကပါလဲဆိုရင် ပြုတ်လို့ဒီဒီလိုလေးမှတ်ထားနော် have ကကြတော့ရှိသည်စားတော့သည်ကြုံတွေ့သည်တစ်ခုကိန်းအတွက်ဆိုရင် has origin တော့ hv ပဲဘဝမှာနှစ်ခုအများဆုံးရှိတယ်တစ်ခုကိန်းတွေအတွက်ဆို has အများအတွက်ဆို hv have အိုင်နဲ့ယူပါ first person ဆိုတော့ HAV hat ကိုသုံးမယ်เนาะဘတ်တူကကြတော့ HAD hat ဘတ်တူရီက HAD hat เนาะဘာလဲဆိုရင်ရှိသည်စားတော့သည်စားတာတော့တောက်တော့ရတယ်เนาะနောက်ကြုံတွေ့เนาะနောက် BAT beat ဘဝံအခုခင်းအတွက်ဆိုဘဝံမှာ s ထည့်မယ်အများအတွက်ဆိုဘဝံမှာ s မထည့်ဘူးအဲ့တော့ဒီအများနဲ့ v0 နဲ့ကတူတက်ရအောင်ရှိတယ်အဲ့ဒါကိုယ်ဝေးပြပြမှတ်တာဒါက v0 အစတည်းကသူက s မှာပါ ဒါကြတော့အများအတွက်မဟုတ်လို့ S မှာပါတာဘဝမှာဘတူကလည်း BATP ပဲသူကကြတော့တခုရင်းတို့အများကြီးတို့တတ်တတ်မှမရှိဘူးတလုံးနဲ့ပဲဘက်ထရီကကြတော့ BEAT EMB10 တို့ကထူတာเนาะတခုခုရိုက်တာဒါပေမဲ့သူက HIT hit ဆိုရထူတာရိုက်တယ်လည်းမတူတစ်ချက်တည်းထူတာမဟုတ်ဘဲနဲ့ထက်တလဲလဲထက်ခါ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 အဲ့လိုထူနေရပြီပေါ့เนาะ drone ကိုရိုက်နေတယ်လို့မျိုးထူနေတယ်လို့မျိုးဒုံးဒုံးထူနေတယ်လို့စားတိုက်ထူနေရဆိုရအိပယ်လို့ထွက်တယ် B cam B ဆိုတာမျိုး B cam ဖြစ်လာသည် ဘဝမှာဆိုရင်နှလုံးရှိမယ်ပေါ့တခုခင်းအတွက်ဆိုဗီခါမှာ S ပါမယ်အများဆိုရင်ဗီခါမှာ S မပါဘူးကြောင်းနဲ့သွားတူတယ်ဘတ်တူကကျတော့ B E C A M E B K ဘတ်တရီကကျတော့ B E C O M E B K အဲ့ဒါပါလဲဆိုရင်ဖြစ်လာသည်เนาะစာရေးချက်ကတော့မယ်ဘယ်နှဖန်ဒါအောင်ပိုင်နေမှ this 8ကိုဆက်သွားလိုက်ရမှာဗီခင်းကစတင်သည်ဘဝဆိုရင်ဗီခင်းမှာတခုခင်းဆိုရင် S ထည့်မယ်အများဆိုရင် S မထည့်ဘူး နော်အများသဘောဆောင်တဲ့အလုံးတွေဒီအိုင်အတွက်ဆိုရင်ဒါပဲသုံးရမှာတစ်ခုကိန်းအတွက်ဟာမသုံးဘူးသူက first person second person ဒီတစ်ခုကိန်းအတွက်ဟာမသုံးဘူးအများကိန်းအတွက်ဟာကိုသုံးပါဒီနောက်အလုံးတွေပဲသုံးပါနော်ရှေ့အလုံးတွေမသုံးဘူးဟုတ်ပြီဘတ်တူကကြတော့ DE GAM began BE GUN ကကြတော့ battery အဲ့ဒါကပါလဲဆိုရင် starting ဒီ band ကိုေးဒီတစ်ခုခုကိုေးလိုက်တာပေါ်ဝမ်းပါဆိုရင်နှလုံးရှိမယ်တစ်ခုကိန်းဆိုရင် S အများဆိုရင်အဲ့ဒီအတိုင်းပဲဘတ်တူက BNT band ဘက်တရီကလည်း BENT band ပဲအဲ့ဒါပါလဲဆိုရင်ကိုေးဒီနော်ကိုေးတာ but BT bus ဆိုတာတခုခုလောင်းတာလောင်းကစားလောက်တာတခုခုတနေရာမှာကကွဲပတ်ဆက်လုံးထည့်ပြီးလောင်းကစားလောက်လိုက်တာပေါ့နော်အဲ့ဘဝန်းဆိုရင် band မှာ S ထည့်တာရှိတယ်တခုရင်းအများဆိုရင် S မထည့်ရဘူးဒါထက်ခါထက်ခါကျွန်တော်ပြောနေရနော်ဘဝန်းကိုတက်တက်တန်းထည့်ပြီးပြောပြထားတာနားလည်အောင်လို့နောက်လောင်းကဘတ်တူကလည်း BT ပဲဘက်တရီကလည်း BT ပဲအဲ့ဒါလောင်းကစားလောက်တာနော်လောင်းကစားလောက်ဒီနော်တီလေးနဲ့ဆုံးပေးလိုက် BID byte ကကိုက်သည်တခုခဲဆိုရင် byte မှာ s ပါမယ်အများဆိုရင် BIT byte မှာ s မပါဘူးဘာ0နဲ့သွားတူနေတယ်ဘတူကတော့ BIT bit battery က BITTEN bitten လို့သတ်ထားမယ် bitten ဟာကိုက်သည်နော်နောက်တစ်ခုပဲကျွန်တော်တယ် BLW blow blow က၄တိုက်တာမှုတ်တာအဲ့လိုမှုတ်လိုက်တာရယ်၄တိုက်နေရရယ် blow လို့သုံးတယ် ဘဝန်တခုခင်းဆိုရင် sorry s ပါမယ်အများဆိုရင်အဲ့ဒီအတိုင်းပဲဘဇီရိုလိုပဲဒါပေမဲ့ဘဇီရိုနဲ့ဘဝန်တက်တက်ကွဲမယ်ဘဇီရိုကစရတဲ့ s မပါတာဘဝန်မှာရှိရဒီ s မပါတဲ့ကောင်ကအများအတွက်မဟုတ်လို့ s မထည့်တာ i နဲ့ u ရေဆိုရင် first person second person ဖြစ်လို့ဒီအများသုံးတဲ့အလုံး s မပါတာကိုသုံးရမယ်နော်ဘတူးကကြတော့ b l e w blue ဘက်တရီက b l o w n long အဲ့ဒါပါလဲဆိုရင်မှုတ်ဒီလေးတိုက်ကဲကျဆရာစာတွေရသွားပါပြီ ီစာတွေနောက်နေမှာပြန်ပြီးအသုံးချရမယ်ဒီဟာတွေကိုမကြက်ဖက်နဲ့ဘာဆိုဘာမှရေးလို့မရဘူးပေါ့နော်အဲအင်္ဂလိပ်စာကျွန်တော်တင်တဲ့ဗီဒီယိုကိုလိုက်မကြက်ဖက်နဲ့အင်္ဂလိပ်စာမလုပ်ဖက်နဲ့သူ့လိုလိုရတော့မှာမဟုတ်ဘူးလိုက်လဲကြက်မယ်လိုက်လဲနားထောင်မယ်ဆိုရင်တော့ဂျင်းတွေရမယ်လို့အာမခံနိုင်ပါသေးတယ်အားလုံးကျေးဇူးတင်ပါတယ်